ိုင်းနိုင်ငံမှာနာမည်ကြီးကျောင်းလက်ရက်ကဆရာတော်တပါးဟာကျောင်းဝရရှိတဲ့အလှူငွေဘတ်တန်း300ကျော်ကိုအလွဲသုံးစားထုတ်ယူပြီး online လုံခြုံရေးလုပ်တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံလက္ခပထုံခရိုင်ဝလိုင်းခန်းဆိုတဲ့ဖူးကြီးကျောင်းဆရာတော်မှာကျောင်းဘန်နာငွေကိုကောပကတိကတဆင့်ဘတ်တန်း300ကျော်ထုတ်ယူပြီးတော့ online လုံခြုံရေးပြုလုပ်တာကြောင့်ထိုင်းဘဟုစုံစမ်းစစ်ဆေးရတဖွဲ့ကစုံစမ်းစစ်ဆေးနေပါတယ်။အဲ့ဒီဆရာတော်ကိုလည်းအခုဖွင့်အရေးယူလဲရှိတယ်လို့တွေ့ရပါတယ်။ စောကျတင်ခရရတဲ့ဆရာတော်ဟာလက်ခပထုံခဲမှာရှိတဲ့နမေကြီးဖုန်ကြီးကြောင့်ဖြစ်တဲ့ဝါလာခန်ကျောင်းရဲ့ဆရာတော်ဖြစ်တဲ့အပြင်ထိုင်းတန်ကနယ်ကအသိနယ်မြေ၁၄ရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ်ဆရာတော်ကိုဆရာမီရကအမတ်ထံပေးတဲ့အတွက်လူဝလဲပြီးအချုပ်ထဲအိပ်ရမယ်လို့တော့သိရပါတယ်ဒါမဲ့ဆရာတော်ဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးရတဲ့ခွင့်နဲ့ညှိနှိုင်းမယ်လို့ဆိုပါတယ်ဒီအမှုကလည်းတော်တော်လေးကိုရှုံထွေးတဲ့အမှုလို့ပြောရပါမယ်ဒီကိစ္စအစကတော့ဒီဆရာတော်နဲ့ပတ်သက်လို့ ဘန်ကောက်မှာရှိတဲ့ဘ ഹു စုံစမ်းထောက်လှမ်းဘူရိုကိုတည်င်းပေးတန်ကြားမှုတွေရှိလာတာပါအဲဒီကနေစပြီးတော့ရဲတပ်ဖွဲ့ကလည်းအရေးယူမှုဖြစ်ရဲရရှိသူကိုဘုံကြီးချောင်းကို၈လကြာစေလွတ်ထားပြီးတော့အယောင်ဆောင်ထားပါတယ်အယောင်ဆောင်ထားပြီးအဲ့ဒီရဲရရှိကဘုံကြီးချောင်းမှာကပိယလိုလိုနောက်ပြီးတော့ဘုံကြီးဒီဥပဇင်းပဲအာဂန္ဓုမထာသလိုနဲ့တွားပြီးတော့၈လကြာနေခဲ့ရပါတယ်တသက်ခံလို့ဘူးလို့ဆောင်ပြီးတော့ မနေ့ကဖန်ရန်ထုတ်လိုက်တာဖြစ်ပါတယ်။ CMB ရဲ့ရေမှုချုပ် Bank Group CMB လက်ထောက်ရေမှုကြီး Sri Prasad နဲ့တခြားထိပ်တန်းစုံစမ်းထောက်လှမ်းပြုအများပြားကအရာရှိကြီးတွေကိုတိုင်အဲ့ဒီဆရာတော်ကိုလာဖမ်းတာပါ။မနေ့ကတော့ဆရာတော်ကိုလူလဲပြီးစုံစမ်းစစ်ဆေးမှုတွေကအများလုံးပေါက်ဆက်လက်စစ်ဆေးမိမြင်ခဲ့ပါတယ်။သဆိုင်သူတွေပတ်သက်သူတွေကိုလည်းထပ်မံစစ်ဆေးပါတယ်။တန်ခါကောင်စီနဲ့ညှိနှိုင်းပြီးတော့ဆက်လက်ရည်ရွယ်မယ်လို့သိရပါတယ်။ ဆရာတော်ဟာဒီကျောင်းရဲ့အကျိုးတော်ဆောင်ဖွဲ့ကိုလည်းဩဇာလွှတ်မှုသူဖြစ်ပါလေ။ဒါကြောင့်ဩဇာသုံးပြီးကျောင်းလူငွေတွေကိုသူ့ရဲ့ဗန်းစင်းထဲပြောင်းထည့်ခိုင်းခဲ့တယ်ဆိုပါလေ။အဲတော့မျိုးသမီးတူနဲ့ချိတ်ဆက်ပြီး online လောင်းကစားအကောင့်တွေဖွင့်နောက်ပြီးတော့ဖဲကစားတွေကိုလောင်းကြည့်ထက်ကစားနေတာစစ်ဆေးတွေ့ရှိရတယ်ဆိုပါလေ။အာနာပိုင်တွေကအလွဲသုံးစားပြုလုပ်တာဒါမှမဟုတ်ငွေကြေးကိုမယိုးမသားအသွင်ပြောင်းတော့တဲ့နိုင်ငံတော်တာဝန်ကိုမယိုးမသားဆောင်ရွက်တာ အစားရှိတဲ့စွန့်ချက်တွေနဲ့ဆရာတော်ကိုတရားရုံးမှာဖမ်းရထုတ်ခဲ့ပါတယ်။ထိုင်းဥပဒေအရဆိုရင်ဖုံးတော်ကြီးတွေကိုစိုးရဝန်ထမ်းဖြစ်သတ်မှတ်ထားပါတယ်။ဆရာတော်နဲ့ယင်းဒီတဲ့မျိုးသမီးကိုလည်းအ ਨੇ ဆုံးဘက်ဝေတန်း40ထုတ်ချီခဲ့ပြီးဖမ်းရမှာပါတဲ့ဒီမျိုးသမီးကိုလည်းပတရားမှာရှိတဲ့ကွန်ဒိုတစ်ခုမှာဖမ်းမိပါတယ်။အဲ့ဒီမျိုးသမီးဟာရာဇဝတ်ကိုပံပိုးကူညီခဲ့ကြောင်းဝန်ခံခဲ့ပြီးတော့သူမဟာတဲ့အဲ့ဒီဆရာတော်နဲ့ယင်းဒီတယ်လို့ဆိုပါတယ်။ 2021ခုနှစ်ကလေးကယင်းညွတ်နယ်မှုအတွက်ဆရာတော်ထံကနေပတ်သန်း40ချီးခဲ့ကြောင်းလဲအဲ့ဒီမျိုးသူကိုယ်တိုင်ဝန်ခံခဲ့တယ်လို့သိရပါတယ်။